ဟုတ်ကဲ့မိတ်ဆွေများအားလုံးပဲမင်္ဂလာပါຫນွေဦးတင်းများကန္တမကျေးဇူးလိုက်ပါတယ်မိတ်ဆွေတို့အနေနဲ့ຫນွေဦးတင်းများကိုစင်စက်မပြတ်ကြည့်ကြည့်နိုင်ရန်အတွက် Subscribe လေးများအင်ဦးဆုံးလှူထားပေးကြပါလို့တောင်းဆိုချင်ပါတယ်ခင်ဗျဟုတ်ကဲ့အခုတင်ဆက်ပေးမယ့်အကြောင်းအရာကတော့ရုရှားနဲ့နေပြီးတော့လိုင်ကောင်းပေါက်ထားတဲ့မင်းအောင်လိုင်မြင်ခင်လှုပ်လို့ပြုတ်သွားပေါ့တဲ့ຫນွေဦးတင်းတို့များပြောပြပါ ရဲဘော်ရှမ်းလေးမင်္ဂလာပါရှင်အခုကြောင်ရံရဲ့ပတ်သက်တဲ့ဗီဒီယိုဖိုင်ကိုတော့အနောက်မှာတင်ဆက်ပေးထားတာဖြစ်ကြမို့ဝင်ရောက်ကြည့်ရှုဝေဖန်သုံးသပ်ပေးကြပါဦးရှင်ဧပြီလထုံရနေဒီနေ့မှာကျွန်တော်တို့နိုင်ငံတွင်းမှာရှိတဲ့ကျွန်တော်တို့ရဲ့မိဘပြည်သူတွေရဲ့အတန်တွေလဲဇူညံပလောရိုက်နေပါတယ်နိုင်ငံတကာက ဒါအတန်တွေကလည်းတကယ့်ကိုအ ሱ ညာပေါ်လို့ရိုက်နေတဲ့အချိန်မှာဆိုတော့ဒီကနေ့မှာကျွန်တော်တင်ပြမယ်အဓိကအကြောင်းအရာကငလင်တန်တော့ပြူကြပျက်စီးခဲ့ရတဲ့နေပြည်တော်အတွင်းကကျွန်တော်တို့ပြည်သူတွေမသိအောင်ကျွန်တော်တို့ပြည်သူရဲ့ပစံနဲ့တိဆောက်ထားတဲ့လှုပ်ဝဲဥမင်လှိုင်ကောင်းကြီးပြူကြသွားတဲ့အကြောင်းကိုကျွန်မမျိုးဝါတွေကိုကျွန်တော်တို့ရဲ့ပြည်သူတွေရဲ့အတန်နဲ့ အတူတူတင်ပြပေးမှာဖြစ်ပါတယ်ဒီကနေ့ရဲ့ video ရဲ့နောက်ဆုံးမှာတော့အကြမ်းမဖက်စစ်ခွေးတက်ဟာဘလို့ကောင်မျိုးတွေလဲဆိုတာကိုရုပ်သံ video နဲ့တကွာတွေ့ရမှာဖြစ်တယ်ပြီးတော့ဘဲကောင်တွေဟာအရင်စီးဖောက်တာလဲဆိုတာတွေကိုလဲကျွန်တော်တို့မိဘပြည်သူတွေကဆုံးဖြတ်ပေးရမှာဖြစ်တယ်ပြီးတော့အရှင်တော့ကျွန်တော်တို့တော်လှန်ရေးက ရထားတာမဟုတ်ဘူးဆိုတာကိုလည်းကျွန်တော်တို့တက်တည်ပြသွားမှာဖြစ်ပါတယ်။ဒါကြောင့်ကျွန်တော်ရဲ့ဗီဒီယိုကိုအဆုံးထိဝင်ကြည့်ရှုကျွန်တော်ရဲ့မိဘဖြစ်သူရဲဘော်ရဲဘက်တဝူးကြီးစီတိုင်းကိုဒလေးစားဖိတ်ခေါ်လိုက်ပါတယ်။ကျွန်တော်ရဲ့မိဘဖြစ်သူရဲဘော်ရဲဘက်ညီကိုပေါင်းတို့ဘလို့ပဲဖြစ်ဖြစ်ကျွန်တော်တို့ဒီတော်လှန်ရေးကိုအမြင်ဆုံးအဆုံးသတ်မှာဖြစ်တယ်။ဒါကိုပရမဦးစွာကျွန်တော်ရဲ့မိဘတွေကိုအတိပေးလို့တယ်။ပြီးတော့ကျွန်တော်တို့လက်ရှိအချိန်မှာငလင်တန်ခန်းစားနေရတဲ့ကျွန်တော်တို့ပြည်သူတွေရဲ့မျက်နှာ ကိုမူပြီးတော့ကျွန်တော်တို့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကအပြစ်ခတ်ရစဲကဲကြပါတယ်ဆိုတော့ဒါဟာလဲတော်လန်ရေးရက်သွားတာမဟုတ်ဘူးတော်လန်ရေးအရှိန်တန့်သွားတာမဟုတ်ဘူးဆိုရဲအကြောင်းကိုထပ်ဆင့်ပြောကြားခြင်းနဲ့အပွင့်လင်းဆုံးပြောမယ်ဆိုရင်တော့ကျွန်တော်တို့အတွက်ပို့ပြီးတော့ကျင့်စဉ်ချင်းပို့ရပါတယ်ပို့ပြီးတော့အားမွေးချင်းရပါတယ်ဆိုတော့ကျွန်တော်မိဘပြည်သူတွေလူချင်းနေတဲ့အရာတွေအားလုံးကိုကျွန်တော်တို့ အရာယူပေးသွားမှာဖြစ်တဲ့အကြောင်းကိုဂရီပီပြောကြားရင်းနဲ့ဒီကနေ့ရဲ့ဗီဒီယိုမှာကျွန်တော်တို့အကြမ်းမဖက်စစ်ခွေတက်ဟာကျွန်တော်တို့ပြည်သူတွေမသိအောင်တိဆောက်ထားတယ်ပြီးတော့ကျွန်တော်တို့ရဲ့ပြည်သူပိုင်းဝင်တဲ့ပဲတိဆောက်ခဲ့တဲ့နေပြည်တော်ကလှုပ်ဝက်ဥမေလှိုင်ကောင်းကြီးပြိုကျခဲ့တဲ့အကြောင်းထွက်ပေါ်လာပါတယ်ဆိုတော့နေပြည်တော်ကစစ်ဘက်တုံးဥမေလှိုင်ကောင်းကြီးပြိုကျခဲ့တယ်ဆိုတော့ မိသတင်းကြောင်းမိဘတွေအရင်စိတ်ဝင်စားမယ်လို့မျှော်လင့်ပါတယ်ဒီတိုင်းကောင်းကဘာကြောင့်စောက်ခဲ့တာလဲဘသူတွေအတွက်စောက်ခဲ့တာလဲပြီးတော့ဘသူတွေစောက်ခဲ့ကြတာလဲပြီးတော့အဲ့ဒီတိုင်းကောင်းစောက်လုပ်ခဲ့တဲ့ငွေကြက်တန်းပေါင်းမြောက်များစွာပုံကြခံရတဲ့ပတ်စံတွေကျွန်တော်နိုင်ငံအတွက်ဒုတိယမဟုတ်ကျွန်တော်ပြည်သူအတွက် ဘယ်နေရာမှာအသုံးပြုခဲ့တာလဲဆိုတဲ့အကြောင်းကိုကျွန်တော်ရဲ့မိဘတွေသိရမှာဖြစ်တယ်။ပြီးတော့ရင်တော့ဒီဇိုင်းကောင်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ရဲ့အပြည်သူတွေရဲ့အတန်ကိုလည်းကျွန်တော်ရဲ့မိဘတွေကြားရမှာဖြစ်တယ်။ကျွန်တော်ကတော့ပြည်သူတွေရဲ့အတန်ကိုပဲစိတ်ဝင်စားတယ်။ဟုတ်ပြီ။ပြီးပါကျူးကျော်စစ်ကြုံလာရင်အရေးပေါ်ကုကဲဖို့အတွက်နေပြည်တော်စေယုံကျုံအောက်မှာလှုပ်ဝဲတိဆောက်ထားတဲ့ကုကဲရေမှုကျုံဌာနလှုပ်ဝဲတိုင်ကောင်းကြီးဟာငလင်းဒံကြောင်း ြိုကျပျက်စီးခဲ့ရပြီးဖြစ်ပါကြောင်းပါဟုတ်ပြီနေပြီးတော့လှုပ်ရဲ့ဥမေလိုင်ကောင်းလို့သိရတဲ့အဲ့ဒီနေရာကိုငလင်တုတ်ခတ်ပြီးတဲ့အချိန်မှာ ပြင်ပကနေပြီးတော့ပဲအခုအချိန်မှာ လုံချုံကြီးပြန်လဲယူပေးနေရတဲ့အခြေအနေတွေနဲ့အတွင်းထဲမှာရှိတဲ့ဆက်သွယ်ရေးကျွန်တော်တို့ဌာနတွေတော်တော်များများပျက်စီးသွားပြီးတော့ဆက်သွယ်ရေးကေဘယ်တွေကစဖြတ်တောက်ထားပြီးတော့လက်ရှိအချိန်မှာ အဲ့ဒီဂူပေါက်ကြီးဟာလိုင်းကောင်းတက်တက်မြေပြိုနေတဲ့အခြေအနေကို ကျွန်တော်တို့တွေ့ရမှာဖြစ်ပါတယ်ဟုတ်ကဲ့ပါစေးအတွက်အဓိကစဉ်းစားပြီးတော့တိဆောက်ခဲ့တဲ့ လေချောင်းရံကာခွေရေလွှတ်နေရာဖြစ်ဖို့ဦးစားပေးခဲ့ကြတာပါစီတွေဥစားပေးထားတယ်လီချောင်းရံကာကွယ်ဖို့တကယ်ဟာတာတယ်เนาะကျွန်တော်ပြပါတယ် တို့ကြတော့လေချောင်းရံကာဝယ်ဘိုးတဲ့ရှုပ်ဝတ်တိဆောက်ခဲ့တာတဲ့လေချောင်းကတိုက်ခိုက်ခံရမှာဆိုလို့ကျွန်တော်တို့ကြည်သူတွေကိုကြတော့နေစဉ်လေချောင်းကနေပြီးတော့ဘုံကျဲပြီးတော့တက်ဖြတ်နေတယ်ဘလောက်တောင်တရားကြဖို့ကောင်းလဲဒီနေ့အဲ့အရာတွေကျွန်တော်မိပါတယ်ကြားရမှာဖြစ်ပါတယ်ဟုတ်ပြီအခုချိန်မှာတော့အင်အားပြင်းထန်တဲ့ငလေးလှုပ်ခတ်မှုနဲ့ဂျုံတဲ့ချိန်မှာ ထိခိုက်ပျို့ချခဲ့တယ်လို့စစ်ထောက်ယုံတွေကနေသိရင်ကျွန်တော်တို့ပြန်လဲသိရှိခဲ့ရပါတယ်။နေပြည်တော်စတဲ့ကလေးကစစ်ယုံတွေကလှုပ်ဝက်လှိုင်ကောင်းတွေကိုပြည်သူမသိအောင်တိဆောက်ခဲ့ကြပေမဲ့အလုသမားတွေနဲ့ကျွန်တော်တို့စစ်မှုဒဏ်ဟောင်းအချို့စီကနေပြီးတော့ဒီသတင်းတွေထွက်ပေါ်ခဲ့ပြီးတော့ကျွန်တော်တို့ပြန်လဲသိရှိခဲ့ရတာပါကျွန်တော်ရဲ့မိဘပြည်သူတွေအချို့လဲဒီနေပြည်တော်မှာရှိတဲ့လှုပ်ဝက်လှိုင်ကောင်းကြီးနဲ့ပတ်သက်ပြီးတော့အချို့တွေတည်တည်တလောက်ကြမ်းကြမ်းလောက် ကြားခဲ့ကြပါတယ်ဟုတ်ကဲ့ပါအခုချိန်မှာတော့ပြူကြပစ္စည်းနေတာကိုကျွန်တော်တို့ထပ်မံပြီးတော့တွေ့နေရပါတယ်ဟုတ်ပြီစာမန်ရိတ်ခါတွေနဲ့ရေတွေအပါဝင် အောက်ဆီဂျင်ပါဝင် လူပေါင်းရာနဲ့ခြီးပြီးတော့နေထိုင်နိုင်တဲ့လှုပ်ရဲ့လှိုင်ကောင်းပြီးတော့အဲ့ဒီလှုပ်ရဲ့လှိုင်ကောင်းကြီးရဲ့ကျွန်တော်တို့ဒါအတွင်းထဲကအကျယ်ဝကားနှစ်စီးကောင်းကောင်းမွန်မွန် မောင်းနှင်ရှောင်းသွားနိုင်တဲ့လမ်းတွေနဲ့ဖောက်လုပ်ထားတယ်ဆိုတော့ဘလောက်တောင်ကြီးမလဲကျွန်တော်ရမိပါလေခံမှန်းကြည့်ပါ ဟုတ်ပြီအဲ့ဒီမှာကျွန်တော်တို့ဒါယုံငါယုံစာအတွက်အစင်းသိယုံထိုင်နိုင်တဲ့အခြေအနေကိုလည်းဖန်တီးထားတယ်တတော်လေးကိုကျေတယ်ပေါ့ဗျာဟုတ်ပြီစစ်ဌာနကျုပ်ကျွန်တော်တို့အခြားသောတိုင်းစစ်ဌာနချုပ်တွေနဲ့လည်းဆက်တယ်နိုင်တဲ့ဆက်တယ်ရစ်စနစ်တွေချိတ်ဆက်ဆောင်ရွက်ထားပါတယ်လှုပ်ဝက် ကုကဲမူဌာနချုပ်ဟာမြေရောက်ဥမင်တွေကစင်စယုံနဲ့စစ်တပ်ရဲ့ထိတ်တန်းခေါင်းဆောင်တုံးရောက်ရဲ့အိမ်တွေနဲ့လည်းချိတ်ဆက်ထားတယ်လို့သိထားရပါတယ်ဆိုတော့စယုံချုပ်ရဲ့အောက်မှာရှိတဲ့အလှွက်လှန်ကောင်းသူတို့ပြောတဲ့လေချောင်းရံကာဝယ်နိုင်ဖို့အစီအမံအမျိုးစုံနဲ့တိစောက်ခဲ့တဲ့အဲ့ဒီလမ်းကြောင်းဟာ အကြမ်းဖက်ဖက်စစ်ခွေးတက်ခေါင်းကြီးပိုင်းခွေးသုံးခေါင်ရဲ့အိမ်နဲ့ချိတ်ဆက်ထားတယ်လို့ကျွန်တော်တို့သိခဲ့ရပြီ ဖြစ်တယ်ဟုတ်ပြီအဲ့ဒီချိတ်ဆက်ထားတဲ့လမ်းကြောင်းတွေအကုန်လုံးဟာလဲအချိန်မီသွားလာလို့ရအောင်ဖန်တီးထားပါတယ်ဆိုတော့ဘလောက်ထိလမ်းပေါက်လဲဘလောက်ထိရှည်လျားလဲဆိုတာကိုတော့ကျွန်တော်တို့အနေနဲ့အခုချိန်ထိ မသိရှိရသိပါဘူးအချိန်ညရင်တော့သိရမှာပါကျွန်တော်ရင်ပြီးပါတယ်ဟုတ်ပြီကျွန်တော်တို့အဲ့ဒီလိုအပ်တိုင်ကောင်းစီမံကိန်းကိုအဓိကတာဝန်ယူခဲ့တာကဘသူတွေပြီးတော့ဘယ်ချိန်မှစပြီးတော့စောက်ခဲ့တာလဲတာဝန်ယူရတဲ့အထူးစောက်လို့ရေညွှန်ကြားရေးမှုနဲ့ကျွန်တော်တို့ဒါစစ်အင်ဂျင်နီယာညွှန်ကြားရေးမှုယုံအဲ့ဒီစီမံကိန်းအတွက်ဗိုလ်ချုပ်မှုကြီးဘာရွှေဘာရွှေဆိုရင်တော့ကျွန်တော်မြင်ပါတယ် အကျွန်ညီကောင်မောင်မတွေတိမာပါဟုတ်ပြီတန်းရွှေဟာကုကေရေမှုကြီးရေလေဘုจုတ်ကြီးသူရရွှေမန်းနဲ့စစ်ထောက်ရုပ်ကြုံဒုတိယဘုจုတ်ကြီးတီဟသူရတင်အောင်မြင်ဦးတို့ကိုအဓိကတာဝန်ပေးရခဲ့တာပါဟုတ်ပြီဒီပညာကိုတော့တရုတ်နဲ့မြောက်ကိုရီးယားကနေပြီးတော့ယူရလို့သိရပါတယ်2003ခုနှစ်မှာမြောက်ကိုရီးယားကိုမြန်မာအရာရှိ30ကနေပြီးတော့80အထိဆင်းလို့ခဲ့တယ်လို့လည်းကျွန်တော်တို့ တွေ့ရှိရမှာဖြစ်တယ်ပြီးတော့မြောက်ကိုရီးယားနီးပညာကျွမ်းကျင်သူအယောက်20လောက်ဟာရန်ကုန်တန်လင်းစွန်းရေဒစကန်ကို2003ခုနှစ်ကရောက်ခဲ့တယ်လို့အရှေ့ပြားစီးပွားရေး review စာဆောင်ကဖော်ပြခဲ့ပါတယ်ဆိုတော့မြောက်ကိုရီးယားရဲ့နီးပညာနဲ့တိစောက်ခဲ့ကြတယ်ပြီးတော့အဲ့ဒီတိစောက်ရေးစီမံကိန်းလေးအဆင့်ဆင့်ကိုလည်းတရုတ်နဲ့အသေးစိတ်တိုင်ပင်ဆွေးနွေးခဲ့ကြတယ်လို့လည်းကျွန်တော်တို့သိရပါတယ်ဘာဖြစ်ဖြစ်ပါသူတို့ကတော့ကြီးကျော်စစ် ပြပရန်လေချောင်းရန်ကာွယ်ဖို့ဆိုတော့ကျွန်တော်ရဲ့မိဘတွေလက်ရှိမြင်းမြင်းအခြေအနေမျိုးနဲ့ကျွန်တော်နိုင်ငံကျူးကျော်ခံနေရတာလားကျွန်တော်မဆိုရင်တော့အကျူးကျော်လည်းခံနေရပါပြီတရုတ်ရဲ့ကျူးကျော်ခြင်းခံနေရပြီလေလေချောင်းရန်ကာွယ်ရေးဟုတ်ပါတယ်သူတို့ကတော့ဥမင်လှန်ကောင်းထဲမှာသူတို့လေချောင်းကတိုက်ခိုက်တာကိုတော့သူတို့ကကြောက်ကြတယ်ကျွန်တော်ပြည်သူကိုကြတော့နေစဉ်လေချောင်းကနေပြီးတော့ဘုံကျဲတက်ဖြတ်နေကြတယ် ပြီးတော့မြောက်ကိုရီးယားရဲ့မြောက်ခိုးနီးအစီအမံနဲ့တိစောက်ထားတယ်ဆိုတော့လေအဲ့ဒီမှာလေတော်တော်လေးကိုခိုးလို့ကောင်းခဲ့တယ်လို့ကျွန်တော်တို့မြင်တွေ့ရမှာဖြစ်တယ်။ဒါကြောင့်လည်းပဲသူတို့တွေအကြမ်းဖက်စစ်ခွေးတက်ရဲ့အတိုင်းဝိုင်းအကုန်လုံးဟာသူတို့ရတဲ့လစာနဲ့မညီမျှစွာတစ်မျိုးလုံးတစ်ဆွေလုံးဘီလီယံနာထရီလီယံနာထိချမ်းသာကြွယ်ဝနေကြတာပါ။ဒါကြောင့်လည်းပဲသူတို့တွေလွယ်လွယ်ရှုံးပစ်လို့မရတာတစ်မျိုးလုံးအတုတ်ခံရမှာကိုဗျာ။ ဟုတ်ပြီကျွန်တော်တို့လှုပ်ရဲ့ဥမေတိုင်ကောင်းကိုပဲပြန်ပြီးတော့တွားအောင်ပါအဝရေးကိုဥစားပေးတဲ့အတွက်စယုံကျုံနဲ့ဒီစီမံကိန်းကိုတိစောက်ခဲ့တယ်အဲ့ဒီစီမံကိန်းဒီဆောင်မှုဟာအန်ဩစရာဟာသမရအိန်တော်တောင်မှအလောက်ထိကောင်းကောင်းမွန်ကာဝယ်ရေးအစီအစဉ်ရှိနေခဲ့ဘူးဒါပေမဲ့ သူတို့ရဲ့စေုံချုပ်မှာတော့အဲ့လိုမျိုးအကာအကွယ်တွေအစီအမံတွေနဲ့စနစ်တကျပိဆောက်ခဲ့တာကိုလည်းကျွန်တော်ရဲ့မိဘတွေတွေ့ရမှာဖြစ်တယ်။တမနာကတော့သိချင်းသိပေါ့။သူတို့ခွေးတက်ကကောင်းနေသူတို့လုံခြုံမှုအတွက်ပဲသူတို့ကဥစားပေးပြီးတော့တိဆောက်ခဲ့တယ်လို့တော့ကျွန်တော်ကတော့မြင်ပါတယ်။ဟုတ်ပါတယ်။ အဲ့ဒီစေယုံလောက်ဝက်လိုင်ကောင်းဟာရှမ်းယိုးမတောင်တန်းတွေအဆက်မှာရှိတဲ့အတွက်ကဲရေးချုပ်ဌာနချုပ်ကနေပြီးတော့အဲ့ဒီကျွန်တော်တို့ဒါလိုင်ကောင်းကနေပြီးတော့အခြားဘယ်နေရာအထိရွှေပြောင်းနိုင်တဲ့လမ်းကြောင်းတွေဘလောက်ထိရှိလျားလဲဆိုတာကိုတော့မသိရှိသေးပါဘူးဟုတ်ပြီဒါဆိုရင်တော့ဒီစောက်ခဲ့ပြီးနေပြီးတော့စေယုံချုပ်လောက်ဝက်လိုင်ကောင်းဟာ ဘာရှိလက်ထက်ကနေပြီးတော့အခုမာအာလလက်ထက်အထိအသုံးပြုခဲ့တဲ့အခြေအနေရှိနေခဲ့ပါသလားဆိုတာကျွန်တော်တို့မိဘပြည်သူတွေပြန်ပြီးတော့သုံးသပ်ရမှာဖြစ်တယ်။နော်ကိုရီးယားမှာနီးပညာတွေသွားတင်တယ်ပြီးတော့မြောက်ကိုရီးယားရဲ့ပညာရှင်တွေကိုလည်းကျွန်တော်တို့နိုင်ငံတဲကိုခေါ်ထည့်တယ် ပြီးတော့တရုတ်ရဲ့အစီအမံတွေနဲ့အဲဒီလိုဝက်လိုင်ကောင်းကြီးကိုတိဆောက်ခဲ့တယ်ဆိုတော့ခေါင်းစဉ်ကပြပရင်ကာကွယ်ဖို့လေချောင်းရန်ကာကွယ်ဖို့အဲဒီခေါင်းစဉ်အောက်မှာအခြားသောနေရာတွေကတော့ကြေးချင်းလို့ကြေးမွားချင်းလို့မွားပြီးတော့ပြည်ပရန်ကိုလဲစိုးရင်စရာမရှိတယ်ကျွန်တော်တို့ရဲ့ပြည်သူတွေဟာလက်ရှိပြည်တွင်းက ခရင်ရင်လေးပဲကျွန်တော်တင်ပြပေးပါမယ်ခိုးစားနေတဲ့ခွေးတခိုးအုပ်စုနဲ့သမင်းကျွေးရဲ့လက်ကိုပြန်ကိုက်နေတဲ့ခွေးနာခွေးယူအုပ်စုကိုပဲကျွန်တော်တို့ပြည်သူကပြန်ပြီးတော့ကြောက်နေရတာပါကြောက်နေရတယ်ဆိုတဲ့စကားမျိုးကိုလည်းအမှန်တကယ်တော့ကျွန်တော်မသုံးပြင်ကျွန်တော်ရင်မိပါတယ်ကျွန်တော်ပြည်သူကြောက်ရမယ့် သူတကောင်းမှရှိနေတော့ဘူးအရင်အချိန်ကတော့ကြောက်ကောင်းလဲကြောက်နေမှာပေါ့အခုကတော့ကျွန်တော်တို့အတွက်ကတော့ဒီကောင်တွေဟာဘာမှအတုံးမကြတဲ့အမ်ဘယ်လိုပြောမလဲရိုင်းမုံပဲဗျအတုံးလုံးနေကလေကျွန်တော်မရိုင်းချင်ပါဘူးဆိုတော့ဒီလိုကောင်တွေကိုကျွန်တော်ပြည်သူကလုံးလုံးမှဂယူမဆိုင်ခဲ့တဲ့အတွက်လည်းလက်ရှိကျွန်တော်တို့တော်လှန်ရေးဘလောက်ထိခီးပေါက်နေတာလဲဆိုတာကိုကြွိုင်းမိပါတွေလည်းသိရှိပြီးဖြစ်မှာပါဟုတ်ပြီ ဒါဆိုရင်တော့အဲ့ဒီဘရှင်လက်ထက်ကနေပြီးတော့အခုမင်းအောင်လှိုင်အချင်းရောက်လာတဲ့အထိအဲ့ဒီဥမင်လှိုင်ကောင်းကြီးဘသူတွေတုံးနေရလဲဘသူမှမတုံးရဘဲနဲ့ငွေကြက်တန်းပေါင်းအမြောက်များစွာအကုန်ကြခံကျွန်တော်တို့ပြည်သူတွေရဲ့ကျွန်တော်တို့စောင့်လုပ်ရေးဝန်ထမ်းတွေရဲ့ကျွန်တော်တို့ရဲ့အလုပ်သမားတွေရဲ့အသက်တွေအမြောက်အများ ဆုံးရှုံးခဲ့အခုငလင်းတန်းနဲ့ပြိုကျပျက်စီးခဲ့ရပြီဘာမှအထိတ်ပဲမရှိတဲ့အလုတ်ကိုလုတ်ခဲ့တယ်လို့ကျွန်တော်တို့ပြည်သူကတော့မြင်မိပါပဲဒီကောင်တွေကတော့သူတို့တွေပြေးဖို့သူတို့တွေပုံဖို့သူတို့တွေလေချောင်းကနေပြီးတော့တိုက်ခိုက်တယ်ဆိုရင် ပုံဖို့အတွက်မြောက်ကိုရီးယားကို နိပညာယူနိပညာယူတယ်နိပညာရှင်ကြီးခေါ်တယ်ဆိုတာအလကားခေါ်လို့ရတဲ့အရာမှမဟုတ်တာဆိုတော့ပြည်ပရန်ကာကွယ်ဖို့ဆိုတဲ့ကောင်တွေကလက်ရှိကျွန်တော်တို့နိုင်ငံဟာပုံဝင်လင်းလင်းပြောမယ်ဆိုတရုတ်အောက်ကုန်မြန်ရောက်နေပြီလားလို့တော့မှကျွန်တော်တို့ပြည်သူတွေကအချို့သောဒေသတွေကိုကြည်ပြီးတော့တွေ့မြင်နိုင်ပါတယ်ပြည်ပရန်ကကျူးကျော်လာမှာမဟုတ်ဘူးပြည်ပရန်တွေကကျွန်တော်တို့နိုင်ငံအတွင်းကိုရောက်ရှိနေတာပါ ဒါကျွန်တော်တို့နိုင်ငံအတွင်းကကျွန်တော်တို့ပြည်သူတွေကောင်းကောင်းသိပါတယ်။ဟုတ်ပြီ။ပြည်ပရန်ကာကွယ်ဖို့လေကြောင်းရန်ကာကွယ်ဖို့ဆိုတဲ့ကောင်းတွေဟာပြည်သူတွေကိုကြတော့နေစဉ်ဘုံကျဲပြည်သူတွေကိုပြန်တက်နေတဲ့သူတွေဖြစ်တယ်ဆိုတာကိုလည်းကျွန်တော်တို့ပြည်သူတွေကသိရှိပြီးဖြစ်ပါတယ်။အဲ့ဒီနိုင်ကောင်းကြီးဟာပျက်စီးသွားပြီ၊ရေဝင်သွားပြီ၊မြေပြော့သွားပြီ။ပိုက်စားခံလိုက်ရပြီ။စေယုံတယုံလုံး မိမျိုးသွားဖို့ကောင်းတယ်လို့ကျွန်တော်တို့ပြည်သူတူကလည်းမှတ်ချက်ပေးတော့ပါတယ်ဆိုတော့ကျွန်တော်အမိဘပြည်သူတွေရဲ့အတန်ကိုပြန်ပြီးတော့ကျွန်တော်တို့တစ်ချက်နားထောင်ကြည့်အောင်ပါတခါတည်းညီမျိုးပြီးသားဖြစ်သွားရမှာတဲ့ကျွန်တော်ကပြည်သူရဲ့အတန်ပဲနားထောင်ပါတယ်ဆိုတော့ဘယ်ပြည်ပရံမကျူးကျော်တာကို ကာကွယ်ဖို့ငွေကုန်ခံ လုပ်နေပါနဲ့ပြည်ပကလိုချင်နေတဲ့အကုန်လုံးရနေတာပဲလေ အမီအပြက်ခံပြီးတော့မကျူးကျော်ပါဘူးအဲ့ဒါလဲမှန်တယ်ကျွန်တော်ရမိပါဆိုတော့အခုက ID ID ကနေ AI ခေဆိုတော့နိုင်ငံနိုင်ငံကိုနိုင်ငံတစ်နိုင်ငံကိုကျူးကျော်ဖို့လက်နက်ကြီးကန်ပြီးတော့အဲ့ဒီနိုင်ငံရဲ့နေမီနေမီကိုဖျက်ကျော်ပြီးတော့ဝင်လာစရာမလိုဘူးစီးပွားရေးနဲ့ကျူးကျော်လို့ရတယ်ဒီပညာနဲ့ကျူးကျော်လို့ရတယ်ပြီးတော့လူမျိုးရေးတွေနဲ့ကျူးကျော်လို့ရတယ် အမျိုးမျိုးကျွန်တော်တို့ကြူးကြော်လို့ရတယ်လက်ရှိကျွန်တော်တို့နိုင်ငံဟာနှစ်ပေါင်းများစွာအကျူးကြော်ခံနေရတာပါကျွန်တော်နိုင်ငံမှာဒီပညာနဲ့ပတ်သက်ပြီးတော့ဘယ်နိုင်ငံတွေကိုအားကိုးနေရလဲကျွန်တော်နိုင်ငံရဲ့စီးပွားရေးဘယ်နိုင်ငံတွေကိုအားကိုးနေရလဲကျွန်တော်နိုင်ငံရဲ့အသုံးပြုနေတဲ့ကုန်ပစ္စည်းဘယ်နိုင်ငံကကုန်ပစ္စည်းတွေကိုအသုံးပြုနေရလဲဒါဟာကြူးကြော်ခဲ့တာစီးပွားရေးကကြူးကြော်ခဲ့တာသူတို့အောင်မြင်သွားကြတယ် ဲ့လိုအောင်မြင်ဖို့လဲကျွန်တော်တို့ကနှစ်ပေါင်းများစွာမငြိမ်းချမ်းခဲ့ကြရအောင်နှစ်ပေါင်းများစွာစစ်ပွဲတွေဖန်တီးခံခဲ့ရနှစ်ပေါင်းများစွာကျွန်တော်တို့ပြည်သူတွေပညာမတက်ဖြစ်ခဲ့ရနှစ်ပေါင်းများစွာကျွန်တော်တို့ပြည်သူတွေလူအောင်ကြခဲ့ရလူကြုံနေဖြစ်ခဲ့ရဆိုတော့ဆက်ပြီးတော့ကျွန်တော်တို့ပြည်သူတို့က ရန်သူလာရင်ထွက်ပြေးဖို့တိစောက်ထားတာပါတဲ့ဒါလည်းမှန်တာပဲဗျဟုတ်ပါတယ်ဒီဘရန်ကိုကြောက်နေပါနဲ့တဲ့အခုလက်ရှိတေးကိုလက်ထဲကိုရောက်နေပြီပဲဗျာတဲ့ပြည်သူတွေကအမှန်တွေပဲပြောရတော့ကျွန်တော်မြင်ပါနေပြည်တော်ကြီးမြေအောက်ဝင်သွားလိုက်မှအကုန်လုံးဝမ်းသာရမယ်ဟုတ်ပါတယ်နောက်ခုံးဒီသုံးတဲ့သူတွေပြိုကျပြီးတော့သေအေးတာပဲ ဆိုတော့လက်ရှိအချိန်မှာကျွန်တော်တို့ပြည်သူတွေလုံးလုံးမလက်မခံတဲ့အကြမ်းဖက်အုပ်စုဒီအုပ်စုကဘလို့မှရက်တီနိုင်လို့မရတော့ပါဘူးပြီးတော့အခုဆိုရင်ဒါထိုင်းနိုင်ငံအစီအွေတစ်ခုကိုတော်တက်ဖို့အတွက်ရန်ကိုဂျကုတ်ဂျကဲစူးစမ်းပြီးတော့နိုင်ငံတွင်းမှာဒီလောက်ထိအသက်ပေါင်းများစွာ တေကြည်ပျက်စီးနေစဉ်ဘုံကျဲနေတဲ့အခြေအနေမှာဒီအချမ်းပတ်ခေါင်းဆောင်ဟာဒီစည်းဝေးကိုတက်ရဖို့သူ့အတွက်အကြီးမားဆုံးသောဆုလက်ကြီးတစ်ခုလိုမျိုးကျွန်တော်ရဲဘော်လူငယ်လူနေနဲ့သူစည်းဝေးတက်ခြင်းတက်ခြင်းကကျွန်တော်တို့နဲ့မဆန့်ကျွန်တော်တို့လည်းစိတ်ဝင်စားဘူးဒါမှမဟုတ်3မီဒီယာထပ်မှာတော့ထိုင်းနိုင်ငံကသူ့ကိုဖိတ်ခေါ်လိုက်တဲ့အတွက် အများကြီးဝေဖန်ဇာတ်တွေပြီးတော့အများကြီးပြောဇာတ်တွေဖြစ်နေကြပါတယ်ပြီးတော့ထိုင်းပြည်သူတွေအနေနဲ့ကလည်းလက်ရှိမင်းအွန်လိုင်းလာရောက်တက်မဲ့အစီဝေးကိုလက်မခံတာတွေကိုလည်းကျွန်တော်တို့သူတို့ရဲ့ဗီဒီယိုကွန်မန့်တွေမှာပြန်ပြီးတော့တွေ့မိနေရပါတယ်ဆိုတော့ထိုင်းလွတ်တော်မှာလည်းပဲဒီကိစ္စတွေကို တင်ပြနေကြပါတယ်ဒါဟာထိုင်းနိုင်ငံရဲ့ဒါထိုင်းပြည်သူတွေရဲ့ဆန္ဒပါကျွန်တော်တို့ကတော့သူထိုင်းနိုင်ငံမှာသွားရောက်ပြီးတော့အစည်းအဝေးတက်တာမတက်တာတက်ရောက်ချင်းမတက်ရောက်ချင်းကျွန်တော်တို့စိတ်လဲမဝင်စားဘူးသူဘလိုမျိုးပဲလူရဝင်အောင်ခွေးတို့ပေါက်ကဝင်နေပါစေကျွန်တော်တို့ကသူ့ကိုထပ်ပြီးတော့အသက်ရှည်ခွင့်ပေးမှာမဟုတ်တော့ဘူးပြောချင်တာကတော့ တန်းရွှေလိုအသက်ရှည်ခွင့်ရမှာမဟုတ်ဘူးလို့ကျွန်တော်ဒီကနေပြီးတော့ပြက်ပြက်သားသားပြောချင်ပါတယ်။ဘာကြောင့်လဲဆိုတော့လက်ရှိအခြေအနေမှာကျွန်တော်တို့ပြည်သူတွေဟာပြည်သူချင်းချင်းပဲကူညီနေကြရတယ်။ဒီလိုမျိုးသဘောဘေးအန္တရာယ်ဇိုးကြီးတွေကြုံခဲ့ရမယ်။ကြုံခဲ့ရင်ဆိုတာမျိုးကိုလည်းပဲသူတို့တွေဘာတစ်ခုမှပြင်ဆင်ထားတာမရှိဘဲနဲ့သူတို့ဟာငလင်ကိုပဲ ခုတုံးလှုပ်ပြီးတော့နိုင်ငံရေးလှုပ်ရှားနေကြတယ်ဒီငလင်းတန်းကြောင့်ကျွန်တော်ပြည်သူတွေတည်ကြည်ပျက်စီးခဲ့တာကြောင့်ကဘာကြီးဟာကျွန်တော်နိုင်ငံကို ပြန်ပြီးတော့ဆက်သွယ်ခဲ့ကြရတယ်ဒါကိုသူခုတုံးလှုပ်နေတယ်ဘလောက်အောစရာကောင်းလဲပုံမှန်မိသားစုတွေပျောက်လို့ငိုကြွေးနေတဲ့အချိန်ကိုယ့်ရဲ့မိဘတွေကိုယ့်ရဲ့သားသမီးတွေ ပေလားရှင်လားမသိရတော့တဲ့အခြေသူတို့မလို့ဒီလိုမျိုးတွာလာနေတိုင်းပွဲတက်ရက်တာအံ့ဩတယ်ဒါကြောင့်တစ်ခါလေလူစိတ်လေးငွေးကြည့်ပါလားလို့ပြောကြတာပါဟုတ်ပြီဒီနေ့မှာအကျမဖက်စစ်ခွေးတက်ဟာသူတို့ရဲ့အပြစ်ခက်ရစဲပါတယ်လို့တရားဝင်ပြညာပြီးတော့မှလေချောင်းကနေဘုံကျဲခဲ့တယ် ဆိုတော့တခါလေးမှာကျွန်တော်ရဲ့ဗီဒီယိုကွန်မန့်တွေမှာအချို့ဟာကိုရှမ်းလေးတက်တည်တွေမရှိဘဲနဲ့မပြောပါနဲ့ဟုတ်ကဲ့ပါကျွန်တော်တို့ကခံမှန်းပြောဆိုတဲ့သူတွေလည်းမဟုတ်ဘူးကျွန်တော်တို့ကနိုင်ငံရေးသမားလည်းမဟုတ်ဘူးအဲ့တော့ဒီဗီဒီယိုဖိုင်လေးကိုကျွန်တော်ရဲ့မိဘတွေကိုတစက်တည်းတင်ပြပေးမှဖြစ်တယ်ဟုတ်ပြီဒီနေ့၃ရက်နေ့မှာပဲတပိတ်ချင်းမျိုးကကျွန်တော်တို့ခုနမိုင်ကျေးရွာအနီးလေကြောင်းတိုက်ခိုက်ခဲ့တဲ့ပုံရိပ်တွေကိုကျွန်တော်မိဘတွေကြည့်ရမှာဖြစ်တယ်။ကဏီမျိုးနယ် မူတော်ရွာနဲ့နှကြီးရွာကိုစက်တက်လေဒီနဲ့ဘုံကျဲခဲ့တာကိုလည်းပဲကျွန်တော်မိပါမြင်တွေ့ရမှာဖြစ်တယ်။အဲ့တော့ဘယ်ကောင်ကအရင်စီးဖောက်တာလဲ။ဘယ်ကောင်ဟာနေ့တမျိုးညတမျိုးမနက်ဖြန်တမျိုးတော်ကြတမျိုးဆိုတော့ဒီအချမ်းဖတ်အုပ်စု ကောင်တွေပြောတဲ့စကားတွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်ပြန်ပြောရင်တကယ်ကိုရိုင်းမိကျင်တယ်။ဘာကြောင့်ရိုင်းဟိုရိုင်းတဲ့စကားတွေကျွန်တော်မနှစ်ထင်ရတယ်။ဒါကျွန်တော်ပုံမှန်လည်းကျွန်တော်ပြောရပြတာ။အမှန်တကယ်ကျွန်တော်တို့လုံးဝမရိုင်းတတ်ပါဘူး။ဒါမှကျွန်တော်တို့ပြည်သူတွေနေ့စဉ်ခံစားနေရတာတွေနေ့စဉ်ငိုကြွေးနေရတာတွေကြောင့်ကျွန်တော်တို့ကလည်းအော်မာကျော်တဲ့ဒါစိတ်အခြေအနေတစ်ခု မနေ့တော်တော်လေးကိုဖုတ်ပြပြီးတော့ပြောနေရကျွန်တော်ရပြပါတယ်ဟုတ်ပြီဘဲကောင်တွေဟာငလင်ကိုခုတော့လှုပ်ပြီးတော့အမျက်ထုတ်နေလဲဆိုတာကိုကြိုက်မိပါတယ်ဒီဗီဒီယိုဖိုင်ကိုကြည့်ပြီးတော့ကျွန်တော်တို့သုံးဖြတ်ကြမှာဖြစ်တယ်ဟောဒီနေ့နေရာဖြစ်တယ်ဟာဖြစ်ပါတယ်နေနေနော်တကယ် လည်းကြားရဲချတာလားလည်းနေနေရတော့နေနေပါဒီကြောင့်ဝင်နေလေးကြောင့်နောင်မြောက်လာနေတယ်တော်တော်များဝင်ဟာကြီးဒီနေ့မှာတော့ကျွန်တော်တင်ပြခဲ့တဲ့အကြောင်းအရာတွေဟာကျောင်းနိုင်ငံတွင်းထဲမှာရှိတဲ့ကျွန်တော်တို့ပြည်သူတွေရဲ့အသက်တွေကျွန်တော်တို့ပြည်သူတွေရဲ့ ရည်တည်မှုတွေကျွန်တော်တို့ပြည်သူတွေရဲ့နောင်ရည်အဲ့ဒီအရာတွေအကုန်လုံးဟာကျွန်တော်နိုင်ငံရဲ့အနာဂတ်အရာအလုံးဟာအကြံဖတ်စိတ်ခွိတက်ကလုံးဝလိမ့်လူရှိထားတာပါဒါကိုကျွန်တော်တို့နေ့စဉ်တွေ့မြင်နေရပါတယ်ဟုတ်ပြီအခုအချိန်ထိကျွန်တော်ကယ်ဆယ်ရေးလုပ်ငန်းတွေမလုပ်ဆောင်နိုင်ဘူးပြီးတော့ကယ်ဆယ်ရေးအတွက်လည်းထိရောက်တဲ့ဒီထောက်ပံ့ရေးပစ္စည်းတွေရှိမနေဘူး ကျွန်တော်တို့ပြည်သူကို နေစဉ်ဘုံကျဲတက်ဖြတ်ဖို့ကြတော့စလနဲ့ပစ္စည်းအစုံရှိပြီးတော့ကျွန်တော်တို့ပြည်သူကိုကယ်ဆယ်ဖို့ကြတော့ကယ်ဆယ်ရေးပစ္စည်းမရှိတဲ့နိုင်ငံကျွန်တော်တို့ကျူးကျော်ဒဲဆိုတဲ့ခေါင်းစဉ်နဲ့နေစီယာကြော်ခင်းစာမရှိတဲ့မြန်မာနိုင်ငံမှာမွေးမြန်မာနိုင်ငံမှာဖွားခဲ့တဲ့ကျွန်တော်တို့ရဲ့နိုင်ငံသားတွေကိုကြတော့ကျူးကျော်ဆိုပြီးတော့ အိမ်တွေကိုမြေတူးဆက်တွေနဲ့ကော်ခဲ့တဲ့ကောင်တွေကအခုအိမ်တွေပြိုတဲ့အချိန်မှာမြေတူးဆက်တွေမရှိလို့စဉ်းစားမှာကျွန်တော်အမိပါတယ်ဒီကောင်တွေကကျွန်တော်တို့ပြည်သူအတွက်ဘာတစ်ခုမှမျှော်လင့်စရာမရှိဘူးမနေ့ကလည်းကျွန်တော်တင်ပြခဲ့ပြီးပြီအကြမ်းမဖက်စစ်ခွေးတက်ဟာပြည်သူအတွက်ပါလို့ခုချိန်ထိယုံနေတဲ့ကောင်တွေဟာ ထမင်းစာလာချီစာလာဆိုတာကိုကွန့်ကိုတခွဲကမ်းမှာစံသက်တဲ့လို့ကျွန်တော်ပြောခဲ့တာဆိုတော့ဟိုဘက်ကျွန်တော်ကောင်းလေခိုးကြည့်နေတဲ့ကောင်းလေးလဲတခွဲကမ်းမှာစံသက်ပြီးပြီလားကိုပြန်ပြီးတော့ဖြည့်ပြီးလို့ရပါတယ်ကျွန်တော်ဟုတ်ပြီဒီနေ့မှာကျွန်တော်တင်ပြခဲ့တဲ့အကြောင်းအရာတွေဟာအကြမ်းဖက်စစ်ခွတ်တက်ကျွန်တော်တို့ပြည်သူတွေရဲ့ပတ်စံကိုနှစ်ပေါင်းများစွာ လဟတ်အသုံးပြုပြီးသူတို့ရဲ့လေချောင်းကာကွယ်ဖို့သူတို့တွေပြေးဖို့အတွက် သူတို့တွေကျွန်တော်တို့ပြည်သူကိုတက်ဖြတ်ဖို့အတွက်တိဆောက်ခဲ့ပါတယ်ဆိုတော့အလို့ဝလှိုင်ကောင်းကြီးဟာငလင်တန်နဲ့ပြိုကျပျက်စီးခဲ့ရပြီပြောချင်တာကတော့ပလုံဆွတ်မြုပ်သွားပြီဆိုတော့ကျွန်တော်ရဲ့မိဘပြည်သူရဲဘော်ရဲဘက်ညီကိုပေါင်းလို့အပွင့်လင်းဆုံးကျွန်တော်တိုက်တွန်းနှိုးဆော်ချင်တာကဒီနိုင်ငံရဲ့အဓိကရန်သူဘယ်သူလဲဆိုတာကျွန်တော်တို့သိတယ်ပြီးတော့ကျွန်တော်တို့နိုင်ငံမှာမရှိသင့်တဲ့ ကောင်တွေအကြောင်းကိုလည်းကျွန်တော်သိရပြီဒါဆိုရင်တော့ကျွန်တော်တို့ဘာလို့တင့်လဲဆိုတာကိုတော့ကျွန်တော်ပြက်ပြက်သားသားလှုပ်ဆောင်ကြရမှာဖြစ်ပါကြောင်းတိုက်တွန်းနှိုးဆော်ရင်းနေဒီကနေ့ဗီဒီယိုကိုအဆုံးသတ်ပြရစေလက်နက်ပေးစီပီကပေးကြောက်နေလေကျွန်တော်နိုင်ငံတွင်းမှာရှိတယ်မိဘပြည်သူရဲဘော်ရဲဘော်တိုးချင်းစီတာဘေးရနဲ့ကင်းရှင်းပါကြောင်းလေးနဲ့ဆူတောင်းရှင်းနေကျွန်တော်ရဲဘော်ရှမ်းလေးပါ